ပြည်သူ့ Radio တန်ရီကိုနားဆင်ရင်ပြည်သူ့ဘက်ရဲ့ဒီကရှေးစမ်းမယ် နိုင်ငံသူနိုင်ငံသားအပေါင်းသူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့စည်ရေးပြိပခတွေကြားကကင်းဝေးပါစေကြောင်းကျမတို့ People's Radio မြန်မာဖွဲ့သားများမှစုမုံကောင်းတောင်းပေးလိုက်ပါတယ်။အခုချိန်ကစပြီးပြည်ရင်းပြည်ပမှာရှိတဲ့စိတ်ဝင်စားဖွယ်ရာသတင်းကြောင်းရာတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။မင်္ဂလာမင်္ဂလာပါ People's Radio မြန်မာရဲ့နေ့စဉ်သတင်းတင်ဆက်မှုစီစဉ်ကနေကြိုဆိုလိုက်ပါတယ်။မေလ24ရက်နေ့မနေ့ပိုင်းတိ People's Radio မြန်မာရဲ့အနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒီစီစဉ်ကနေနားဆင်ရမယ့်သတင်းကြောင်းရာတွေကတော့ ရေမျိုးတွေ PSR ရုပ်သံဖတ်စေကိုစစ်ကောက်စီကဖြုတ်သိမ်းနေတယ်ဆိုတဲ့သတင်း Sky Villa ကော်ရိုပစ္စည်းများကြားထံမှာအလားတလောင်းထပ်မံတွေ့ရှိတဲ့သတင်းနဲ့ Border Swell ဖန်ဆင်းခါရတဲ့တပ်သားတို့လက်နက်ခဲယမ်းနဲ့အတူ PDF ထံအလဲဝဲလာတဲ့သတင်းတွေအပြင်နိုင်ငံပြည်ပသတင်းမီဒီယာတွေရဲ့သတင်းကောင်းထုတ်ချက်တွေကိုပါနားဆင်အောင်ပဲဖြစ်ပါတယ်။ရေမျိုးတွေ PSI ရုပ်သံဖန်ဆင်းကိုစစ်ကောက်စီကဖြုတ်သိမ်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။မော်ဘီနဲ့ရေမျိုးနယ်တွေ PSI2 ရုပ်သံဖန်ဆင်းစလောင်းများကို တရားမဝင်တက်စစ်တာအုပ်စုကစစ်ကောက်စီတန်းမှာလက်လက်ဖြုတ်သိမ်းနေကြောင်းဒေသခံများထံမှသိရပါဗျ။ပြီးခဲ့တဲ့မေလဒုတိယပတ်အတွင်းမြို့ပေါ်ရပ်ကွက်နဲ့အနီးနားရပ်ကွက်ကျေးရွာများတွင်နေအိမ်ဈေးဆိုင်နဲ့လျှက်စစ်ပစ္စည်းရောင်းဆိုင်များတွင်စစ်ဆင်မှုများပြုလုပ်ခဲ့ပြီး PSI ဂျူတို့ရောတက်ဖက်စစ်စလောက်တက်စစ်တာတဲ့နေအိမ်တွေကိုတရားမဝင်အုပ်စုကအတင်းအဓမ္မဝယ်ရောက်သိမ်းဆည်းမှုပြုလုပ်နေကြောင်းသိရပါဗျ။ PSI ဂျူတို့ရောတက်ဖက်စစ်စလောက်တွေကိုထုတ်သိမ်းနေမှုအပေါ်မြို့ပေါ်ရပ်ကွက်နဲ့ကျေးရွာစီဒေသခံများစုကြောက်လန့်နေပြီး မိမိနေအတွက်စီဇလောက်တွေဟာဖြုတ်သိမ်းနေကြပါတယ်။အာနာသိပြီးနောက်ပိုင်းစစ်ကောက်စီတပ်ကသတင်းထောက်တွေကိုတပ်ဖြတ်ချဲဖမ်းဆီးထောက်ချခြင်းနဲ့သတင်းထံတာ၅ခုကိုလည်းလုပ်ငန်းလိုက်စေသိရှိခဲ့ပါတယ်။သတင်းစီစဲမှုကိုဖျက်တောက်ရံနဲ့သတင်းမှ၆ရာအတွင်းအာနာပိုင်များအနေဖြင့်လွတ်လပ်ပြီးအမိကိုကဲတဲ့ရုပ်တံတိုင်းများကိုဖတ်ဆုကြည့်ဆုနိုင်တဲ့ PSR ရုပ်တံဖတ်ဆင်းများကိုလည်းလန်းလန်းသိရှိနေပါတယ်။ Sky Villa ကိုလိုပစ္စည်းများကြားထမ်းမှာလာတလောင်ထမ်းမှတွေ့ရှိရတဲ့ဆိုတဲ့တွေကိုတိုက်ဆက်ပေးပါမယ်ခင်ဗျာ။ စကိုင်းငယ်လေးအကြောင်းပြစ်စီခဲ့တဲ့စကိုင်းပီလာကော်ဒိုဆာအုပ်ပြစ်စီများကြထမ်းမှာလန်တလောက်ကိုမြန်မာနေကထပ်မတူရှိခဲ့တဲ့ဟုကုညီကဆန်းဆက်လက်ရေးလုံးနေသူများထံမှသိရပါတယ်မလာ၂၀ဆင်းနေတယ်လုကတ်ခဲ့တဲ့ဖြစ်အားပြင်းငလေးအကြောင်းစကိုင်းပီလာကော်ဒိုဆာအုပ်မှာမြေကြီးထက်တို့ကြောကြခဲ့ပြီးလူထိခိုက်သေဆုံးမှုများခဲ့ပါတယ်ငလေးပြီးနလနီပါကြသည့်အထိဆက်လက်ရေးမှလှုပ်ဆောင်နေရပြီးလောက်တလောက်နဲ့အတူဆွေထဲပြစ်စီများတွေ့ခဲ့ရတယ်ဟုကုညီနေသူတို့ကပြောပါတယ်မိခတ်ဒေတာတလုံးမြန်မာငွေ3.80ဆွေရချင်းတစ်ခုဆွေဆွေဂျူတကုတ် ဆွေ26စုံဆွေဆက်သီး9ခုဆွေလေးကားတစ်ခုဆွေဖီချူတစ်ခုဆွေလေးဆော့ဆဲကွယ်ကြောက်ပါနဂရဇုံနဲ့ငွေထည်ပစ္စည်းတွေကိုစာပို့တရှိခဲ့တယ်ဟုမြန်မာဖိုင်ယာစာပိဒီပါမန့်ကဆိုထားပါတယ်မက်ဂလီမျိုးတွေစောက်ဝင်ထောက်ခဲ့ပစ္စည်းခဲ့ရပြီး Skype လိုက်ပြောချမှုမှာလူသိဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်တရားရခိုင်နှုန်းပစ္စည်းတွေအထိဆက်လက်ရင်းများဆက်လက်လှုပ်ဆောင်သွားမည်ဖြစ်ပြီးမြေပြထားတဲ့နေရာတွေအလားများထပ်ရှိနေသေးတယ်ဟုလူမှုကွန်ဆယ်ရေးဝတ်ထပ်တူကပြောပါတယ် ပေါ်တာဆက်ဖက်စည်းခံရတဲ့တပ်သားနှုတ်လက်နက်ခရရနဲ့အတူ PDF ထံလဲဝဲလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာဘူတိုင်းတာယာဝတီခိုင်အမတ်တက်တိုင်ရင်ထံကိုစစ်ကောက်စီစစ်ကြောင်းမှတပ်သားနှုတ်ကလက်နက်ခရရတွေနဲ့အတူမေလ16ရက်နေ့ကလဲဝဲရလာတယ်လို့ PDF တိုင်ရင်စီကနေသိရပါတယ်လဲဝဲရလာသူတွေဟာတပ်သားနိုင်ဝေလင်းနဲ့တပ်သားရာဇာမင်းစုသူတို့ ဖြစ်ပြီးအေရဒီတိုင်းရေကြည်မျိုးနယ်နဲ့ကျုံပြုံမျိုးနယ်တို့ဒေသကဖြစ်ကြပြီးစစ်တပ်ရဲ့စစ်မှုထမ်းဥပဒေဖြင့်အတေအာရမပေါ်တာဆွဲဖန်စီခေါ်ဆောင်ခခရရသူတွေဖြစ်တယ်လို့သိရပါတယ်။ ဒီခေတ်ကတပ်တွင်းမှာတာဝါထက်ဆောင်ခြင်းကင်းနဲ့တပ်တွင်းသက်သာချောက်ကြီးရေလုံငန်းတွေမှာတာဝါထက်ဆောင်ရပြီးယခုလတွင်နတ်တလင်းမျိုးနဲ့ပြေပုတ်ကျွေးရကိုလှုပ်ရှားမှုစစ်ကြောင်းနဲ့အတူရောက်ရှိလာတယ်လို့သိရပါတယ်။အလဲဝယ်ရလာတူတပ်သားတွေက MAY တနန်းနဲ့လည်းလက်ပြပေါ်တလုံးစကားပြောစစ်စလုံးခြေပါ၆ခုတို့နဲ့အတူလဲဝယ်လာတာဖြစ်တယ်လို့တိုင်ရင်တာဝါရှိသူကပြောပါတယ်။အလဲဝယ်ရလာသူတွေကတော်လာရေးတပ်တွေနဲ့ပူပါပြီးဆက်အနာစနစ်ချုပ်နှိမ့်တဲ့အထိတယ်လက်တပ်ပွဲမှာကိုပြုစုထားတယ်လို့သိရပါတယ်။ ဒီစီစဉ်ကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးနေတာဖြစ်သလိုမိဘပြည်သူများအနေဖြင့်အပင်နာရှင်ဖို့ဖိတ်မှန်တကားပြုရန်ပါတယ်ကျွန်တော်တို့ရဲ့ People Radio မြန်မာကိုနားတော်တာရှိသူအလုံးကိုစက်နှစ်ပြားကြားမှချက်တာပြီးကမ်ပိန်းပေါင်းမှကေဝင်နိုင်ကြပါစေခင်ဗျာ People Radio မြန်မာကိုယခုအခါ www.peopleradiomyanmar.co တမကစက်ပက် Radio ပတ်ကနေလည်းနားဆင်နိုင်ပါတယ်ခင်ဗျာစက်ပက် Radio ပတ်ကို Google Play Store သို့မဟုတ် App Store ကနေ comment download ဆိုရနိုင်ကြအောင်တရေကောင်ပေါ့အပ်လိုက်ပါတယ်ခင်ဗျာ Radio ရောတန်တွေကိုနောက်ဆွေရင်ပြည်သူပဲရည်ကြီးကရှေးဆမ်းမယ်